ပေကျင်းရဲ့လက်စားချေတဲ့အခွန်တိုးကမှုတွေကိုပြန်မယုတ်သိမ်းဘူးဆိုရင်အခွန်90ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမယ်လို့ American သမ္မတဒေါ်နယ်ထရန့်ကချင်းချောက်လိုက်ပြီးတဲ့နောက်တရုတ်ကဧပြီ10ရက်မှာပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။ American ရဲ့အကြက်ကင်တဲ့သဘောတဘာဝကိုမိမိတို့လုံးဝလက်ခံမှာမဟုတ်ဘဲအစုံအထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့တရုတ်စီးပွားရေးဝန်ကြီးကပြောပါတယ်။ဒီလိုလက်ခဲတဲတဲ့အခြေအနေကြောင့်ကမ္ဘာကြီးမှာဆောင်စီးပွားရေးနှစ်နိုင်ငံကြားအင်အားကုန်ထုတ်သုံးတဲ့ကုန်သွယ်ရေးစပွဲကြီးဖြစ်လာနိုင်တယ်လို့လေလာသူတွေကပြောပါတယ်။ အခွန်အစ်တွေကြောင့်တရုတ်စီကကုန်စည်တချို့တင်သွင်းမဲ့ American ကုမ္ပဏီတွေဟာအခွန်တရလီရာခိုင်နှုန်းအထိပေးဆောင်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေကြပါသည်။ April 8ရက်ဈေးကွက်ဖွင့်ချိန်မှာ Asia Stock Share ဈေးနှုန်းအများစုမြင့်မားခဲ့ပေမဲ့ Taiwan Stock Share ဈေးနှုန်း၄ရာခိုင်နှုန်းထပ်မံကျဆင်းခဲ့ပါသည်။ လန်ဒန်မှာရှိတဲ့ FTSE 100အပါအဝင်ဥရောပရဲ့ကြီးမားဆုံး stock share ဈေးကွက်တွေဟာ April 9ရက်မှာဈေးနှုန်း400ရိုင်နှုန်း short ပြီးပိတ်သိမ်းခဲ့ကြပါတယ်။ Britain နိုင်ငံမှာနေထိုင်စားသောက်မှုဈေးဟာတချို့လူတွေအတွက်ပြဿနာဖြစ်လာပြီးစီးပွားရေးဆုပ်ယုံမှာကိုလူများစိုးရိမ်နေကြတာဖြစ်ပါတယ်။ Britain နိုင်ငံသား၃ပုံ၂ပုံဟာ American ရဲ့အခွန်တွေနဲ့ပတ်သက်လို့စိုးရိမ်နေကြပြီးနေထိုင်စားသောက်မှုကုန်ကျစရိတ်ဟာဖိအားပိုများလာမှာကိုစိုးရိမ်နေကြကြောင်း လက်တလောစစ်တမ်းတွေမှာဖော်ပြထားပါသည်။တရုတ်ကတော့ Trump ရဲ့အခွန်တိုးမြင့်ကောက်ခံမှုကိုကြံ့ကြံ့ထံပြီးအဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့ကြေညာထားပါသည်။အမေရိကန်ကအခုရှောက်နေတဲ့လမ်းကြောင်းအတိုင်းဆက်ရှောက်နေမယ်ဆိုရင်မိမိတို့အနေနဲ့အဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်စီးပွားရေးဝန်ကြီးကပြောပါသည်။အမေရိကန်ရဲ့လုပ်ရက်တွေဟာတစ်ဖက်သက်အထိပ္ပယ်မဲ့အနိုင်ကျင့်တဲ့လုပ်ရက်ဖြစ်တယ်လို့တရုတ်ကပြောပါသည်။တရုတ်အနေနဲ့အဲ့ဒီစိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်စွာအပြည့်အဝရှိပြီးရိုက်ခတ်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့တတ်တိနဲ့ယုံကြည်မှုအပြည့်ရှိတယ်လို့ ကွန်မြူနစ်ပါတီကတရုတ်ပြည်သူတွေကိုအသိပေးထားပါတယ်